ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာစိုးရတက်မတော်နဲ့ KIA တပ်တွေတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာဒီနေ့ဆို၅နှစ်ပြည့်ပြီဖြစ်ပါတယ်။ဒုက္ခသည်စခန်းတွေထဲနေထိုင်ကြတဲ့ IDP တွေလည်းဒီနေ့ဆို၅နှစ်ပြည့်ပြီဖြစ်ပါတယ်။ဒုက္ခသည်တွေထဲမှာကလေးတွေနဲ့မျိုးသမီးတွေအများဆုံးဖြစ်ပြီးအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတယ်လို့ပြောကြပါတယ်။အခုအချိန်မှာ IDP တွေကိုမေးလို့ရှိရင်တို့ဘာအဖြစ်ချင်းဆုံးဆိုရင်တို့ရဲ့အဓိကဆန္ဒတော့ ကိုယ့်ရဲ့ကိုယ်ရောအမြန်ဆုံးနဲ့ဘေးကင်းလုံခြုံစွာနဲ့ဂုံတိတ်ကရှိစွာနဲ့ပြန်ချင်တာဖြစ်ပါတယ်တကယ်ပဲစခန်းထဲမှာနေရတဲ့ဘဝကတော်တော်လေးကိုအကြက်တည်းအခက်ခဲတည်းအများကြီးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ပချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဒုက္ခသည်စခန်းပေါင်း169ခုရှိပြီးဒုက္ခသည်တသိန်းနဲ့တောင်းကျော်ရှိနေပြီဖြစ်ပါတယ်2016နှစ်စာကစပြီးနိုင်ငံတကာအကူအညီတွေပေးတာနဲ့တာကြောင့်ဒုက္ခသည်တွေမှာ စားတော့ဖို့အခက်အခဲတွေဖြစ်လာပါတယ်2016ဇန်နဝါရီကနေလေအဲကနေစန်စီစားပေးအစားကတူတူကငွေကြေးကိုထောက်ပံ့ပေးတယ်ငွေကြေးကဘာလဲဆိုရင်တူတူကအမျိုးမျိုးခွဲခြားထားတယ်ရာခိုင်နှုန်းတစ်ခုပေါ့အဲတစ်ခုကဒီမိဘမင်းကလေးတွေနဲ့เออအဖူကြီးဒီပဲနေထိုင်တဲ့ဟာတော့အလုတ်မလုတ်နိုင်တဲ့ဟာအေးအေးမီတာစုတွေကိုကျတော့တရားရာခိုင်နှုန်းပဲတရားရာခိုင်နှုန်းက1300ပေါ့မီတာစုတစ်ခုမှာအလုတ်လုတ်နိုင်တဲ့တန်နဲ့တန်မာတဲ့ မိသားစုတွေလူပုဂ္ဂိုလ်တွေပါဝင်တဲ့မိသားစုတွေကြတော့9000တလဘူးနော်စားဖို့အတွက်ဒီလူတယောက်ဟာ9000နဲ့တလစားဖို့အတွက်ဆိုတာလုံးဝမဖြစ်နိုင်တဲ့အရာဟုတ်တယ်သူတို့မလုံမလောက်တွေဖြစ်လာတယ်ဒီအစားအစာမလုံလောက်တဲ့အတွက်ကြောင့်မို့အဲကင့်ထဲမှာဘယ်လိုတွေဖြစ်လာလဲဆိုရင်ခိုးတဲ့ပြဿနာတွေပိုမှများလာတယ်ကြည်ရရီမှာနဖက်တက်တွေရှိနေတာ မိုင်းတွေရှိနေတာကြောင့်မပြောင်းနိုင်သေးဘူးလို့ပြည်ယုံမြန်မာနေဆက်ဒုက္ခသည်တွေကိုစားတက်ရောက်လာတဲ့ ဒေါ်ရွယ်ဆိုင်ကပြောပါတယ်အိမ်ပြန်မယ်လို့တွေးမိတိုင်းတွေးမိတိုင်းဘာစဉ်းစားစရာမိကွန်းတွေပေါ်လာလဲဆိုတော့အိုးငါတို့ရွာတွေကစစ်တပ်တွေတတ်မဆုပ်သေးပါလားเนาะပြီးလို့ရှိရင်ရက်သေးရွာတွေနဲ့ပတ်ဝန်းကျင်တွေမှာမြေမြုပ်မိုင်းတွေဘလောက်များမြုပ်ထားလဲမသိဘူးကြောက်စရာပဲသူ့ရင်စိတ်တွေသူ့ရင်စိတ်တွေကဲတကယ်လို့ပြန်မယ်ထားအိုးမိသားစုစာဝတ်လေးကိုဘလို့သွားပြင်ရှင်းကြမလဲ သူ့လောသူ့လောအတွေးတွေအများကြီးကိုပြန်တွေးကြည့်ပြီးတော့မှမပြန်နိုင်ပဲအောက်ရင်းခံနေတာအခုထိပဲဒီနေ့ပွဲမှာဒုက္ခသက်စကန်းကကလေးတွေရေးဆွဲထားတဲ့အကြီးကားတွေနဲ့တီရှပ်တွေရောင်းချခဲ့ပါတယ်ခင်ဗျာ